ေတာကိုရောတန်ရနေပြီးတော့ပြဲပြီးတော့တက်တာလာပြီးတော့တက်လာလာတဲ့အချိန်ကိုရောက်လာတယ်။ဘာကြီးဟင်ပွဲလို့ပြီးသွားတယ်လို့ကြည့်ရအောင်ခင်ဗျာ။ဆိုတော့ခေပြီးမြားလေးမှာတော့စနေပွဲစတိုက်နိုင်တယ်။ဇာတ်ထိတ်မှာပြတ်သက်ဥဆောင်နေတော့ခင်ဗျာ။ပြီးမြားလေးမှာတော့ AC ပဲ။ တော့ဒီမှာချက်စီနဲ့ပွဲမှာကြံရပါတယ်အဲမှာယူပါလီတပွဲမှာတည်ကြပါတယ်ပရီးမီးယားလိမှာလက်စတာကို4-1နဲ့9နဲ့အစ်ဆွစ်ကိုလည်း1-3နဲ့9ပါတယ်ပေါ့ဒီမှာယူပါလီမှာတပွဲတည်ထက်ကြရတော့ပရီးမီးယားလိမှာတော့တိတ်ပြတ်တာမရှိဘူးယူပါလီမှာလည်းတိုင်ပတ်သွားတဲ့ဘောတော့ရှိသေးတယ်ပြီးတော့ဒီမှာ Austin Day စပြီနော်အစနေ brighton ပေါ့ everton ကိုလည်းဇတိုက်ဇတိုက်ကြီးသွားမှာ city ကို ဒီချိန်မှာကျွန်တော်ပြန်ပါလာဆိုတော့ဒီနေ့တော့တက်ရှူ6ဘောင်းလိုက်လို့ပြောလို့ရတယ်။ဘယ်တန်အားပြန်လာလာချင်းလိုင်းရမှာတန်းသုံးပါမလားဆိုတော့ကျွန်တော်မသိဘူးပြန်နေပြပဲတိပဲ။ Okay ။ဆိုတော့ယူပါလိမှာဘယ်လိုမျိုးဖြစ်သွားလဲ။ကြည့်ကြရအောင်။ဒီပဲဆက်ရှိုးလိုက်အောင်။ယူဝါလီရဲ့ ရှစ်ပွဲပဲခင်အဲ့ဒါရောငါးပွဲခင်ပြီးရချိန်မှာစက်တမတ်ပြန်ဖြစ်သွားတယ်နှစ်ပွဲတည်းကြာပါစာသုံးပွဲစတိုင်းနိုင်တာပြီးရောတက်တာတော့အခုကတော့သုံးပွဲကျန်နေချိန်မှာမဆိုးလို့ရောလို့ရတယ်တက်တက်တာတော့တက်သွားဒါပေမဲ့ဘလို့တိုက်ရိုက်တက်မလားပလေးအော့ဖ်နဲ့တက်မလားဆိုတော့မသေးချာသေးဘူးစပါ့ကိုရှိုးမအောင် ယူမ15မယ်ယူမဇက်တွေကိုနိုင်ခါဆိုစင်တင်နဲ့၄မယ်အောင်ပြန်နေဆိုယူပါလိမ့်မှာတော့လည်းတေချာအားဆိုင်ပြီးဆော့သွားမှာဖြစ်ပါတယ်ဆိုတော့ဘူဒီမြန်ကမစင်ရဘီမြန်လိမ့်မှာ15ကိုးနဲ့ကျွန်တော်ပဲဖြစ်နေတော့မန်စီးတီးကကောင်းတစ်ကောင်းကတော့ကိုးကိုးနဲ့အောက်ကကတ်လိုက်နော်ချန်ပီယံလိရတော့မကန်အောင်ထားပါတော့ရှူပါလိမှာလည်း ကျွန်တော်ခုနကဘိုးနဲ့ထိတ်ဆုံးအောင်ဥဆောင်နေတော့ဆိုတော့စိုးလို့ပြောခေအဲတော့ပေါ်စင်းလေးပွဲစီစားရဗျာ